မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစလင်းမြို့နယ်အတွင်းမှာနေ့ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးတော့စစ်သားအယောက်20ကျော်သေဆုံးတာသေဆုံးသွားတဲ့စစ်သားအလောင်းများကိုဖောကားများနဲ့လာရောက်တေဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ19ရက်နေ့မနက်9:35မိနစ်အချိန်မှာဆလင်းမြို့နယ်ရေတမဲကျွော်ကရေတမဲမြောင်းအတိုင်းရှားတော်ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား150ခန့်ပါတဲ့အကြမ်းဖက်စစ်ကြောင်းဟာမနက်10:45မိနစ်အချိန်မှာတော်လိုင်းတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့မိုင်းကိုနင်းမိပြီးတော့ပေါက်ကွဲသွားတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့စစ်ကောင်စီတပ်သားများကမိုင်းရှင်းလင်းရေးတွေလှုပ်ဆောင်ပြီးတော့ဒဏ်ရာရတဲ့စစ်သားများကိုတယ်ဆောင်သွားကဆက်လက်ပြီးတော့ခြိတက်လာခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးခြိတက်လာမှုကြောင့်ဗမာတပ်မတော်အမှတ်900ခွန်တိုက်ရင်း ပေါက်တောင်ပိုင်းကျမ်းမာရေးနဲ့တူနာပြုတ်တပ်ဖွဲ့တို့ကစောင့်ကြိုပြီးတော့မနေ့၁၇နှစ်45မိနစ်အချိန်မှာလက်နက်ကြီးလက်နက်ငယ်များနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်လန်ထိပ်ပိတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာတော်လိုင်းရေးတပ်ဖွဲ့ဝင်များထောင်ထားတဲ့ရှေ့ထွက်မိုင်းများနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်မှုများကြောင့်စစ်ကောင်စီတပ်သားများထိခိုက်ဒဏ်ရာရရှိမှုတွေများစွာရှိခဲ့တယ်လို့သိရပါဗျ။၎င်းထိပ်ပိတ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်တဲ့အတွက်လက်နက်ကြီးများဟာ၁၄မြို့နယ် ပန်းတော်ကြီးကြေးရွာကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့ဒေသနေပြည်သူ9ဦးထိခိုက်ကာအမျိုးသားတအူးနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။အလားတူပဲအေပီလ20ရက်နေ့မနက်9:58မိနစ်အချိန်မှာစလင်းမြို့နယ်တမြင်ခင်းမှာတော်လိုင်းတပ်ဖွဲ့များမိုင်းထောင်ပြီးတော့ခုခံတိုက်ခိုက်ရန်ပြင်ဆင်နေတဲ့အချိန်စစ်တပ်ကညောင်ကုန်းမဲဇလီရွာဘက်ကစတင်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲပန်းတော်ကြီးရွာနဲ့မြောင်းခွာရွာဘက်နေရာများကိုလည်း drone နဲ့ပြန်ဝဲပြီးတော့ကင်းထောက်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အေပီလ20ရက်နေ့ မနက်7:00နာရီခွဲအချိန်မှာတော်လိုင်းတပ်ပေါင်းစုကအချမ်းဘတ်စစ်ကောင်စီတပ်သားများရှိရာနေရာညောင်ကုန်း point နဲ့ရှားတော်လက်ပံပင် point တို့ကို drone နဲ့ဘုံနှလုံးကျဲစာတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်တပ်ကလည်း jet fighter နဲ့ပန်တော်ကြီးရွာကိုနှစ်ကြိမ်တိုင်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့စစ်တပ်နဲ့များနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့နေ့လယ်7:50နာရီမိနစ်ခန့်မှာအချမ်းဘတ်စစ်တပ်မြေပြင်စစ်ကြောင်းကရှေ့ဆက်ခြေတက်လာခဲ့ရာဘယ်ဇလီခွေရွာအထွတ်မန္တလေးဖျားကြီးအနီး ဗမာတပ်တော်ကထောင်ထားတဲ့မိုင်းကိုစစ်တပ်ကနင်းမိပြီးတော့ပောက်ကွဲသွားတယ်လို့သိရပါဗျ။မိုင်းပောက်ကွဲတဲ့အချိန်မှာဗမာတပ်တော်ကရဲဘော်များကစစ်တပ်ကိုပြစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ၃နိုင်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအာဂျမစစ်တပ်မကွေးလေတပ်ကတိုက်လေရင်များနဲ့၅ချိန်လေကြောင်းကနေပြစ်ကူပေးတိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီဘုံကျဲပြစ်ခတ်တိုက်ခိုက်မှုကြောင့်မြောင်းကကြေးရွာကနေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ စစ်ကောင်စီရဲ့စစ်ကြောင်းကလေကြောင်းပစ်ကိုအချိန်ကြီးများစွာအသုံးပြုပြီးတော့ဆက်လက်ထိုးစစ်ဆင်လာခဲ့တော့လဲတော်လိုင်းတပ်ပေါင်းစုများဘက်ကလက်နက်ကြီးလက်နက်ငယ်များနဲ့နောက်မဆုတ်တမ်းပြန်လဲခုခံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒါကြောင့်စစ်တပ်ဟာအထိနာပြီးတော့ဧပြီလ20ရက်နေ့ညနေ3:44မိနစ်မှာနောက်ကိုပြန်လဲဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းရွှေကျင်မြို့နယ်ညောင်ချတော့ကြေးရွာအနီးခမရ9ကိုရှစ်တရင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခတ်ရာစစ်တပ်ဘက်ကစစ်သား9ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ ်ဧပြီလ22ရက်နေ့မှာရွှေကျင်မြို့နယ်ညောင်ချေတော့ချေးပါအနီးခမရ968တရင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတောင်ကျိုတရင်နဲ့ပူးပေါင်းအဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီးတော်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တောင်ကျိုတရင်နဲ့ပူးပေါင်းအဖွဲ့တွေကညောင်ချေတော့ချေးပါအနီးမှာရှိတဲ့ရန်သူခမရ968ကအကြမ်းဖက်စစ်သားတွေကိုချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ရန်သူဘက်ကစစ်ခွေးနှစ်ကောင်တိတ်ဆုံးတယ်ကျွန်တော်တို့ဘက်ကတော့အထိကမရှိဘဲနဲ့စုတ်ခွာလာနိုင်ခဲ့တယ်လို့တောင်ကျုံတိုက်ရင် P2906 ကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူတိုက်နယ်ချေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်သား၃ဦးလက်နက်ချညံ့ခံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ22ရက်နေ့နေ့လယ်7:00နာရီခွဲအချိန်ကစတင်ပြီးတော့နောင်ချုံမြို့နယ်တောင်ခမ်းဒေသကိုစစ်ကူအင်အားဖြည့်တင်းရန်ခြိတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကိုဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA ကရက်ဆောင်မြို့နယ်ကြောက်ကူတိုက်နယ်ချေးရွာအနီးမှာဂျားဖြတ်တိုက်ခိုက်ခဲ့ရာ အပြာလန်တိခတ်မှုတိုက်ပွဲညနေ9နာရီခွဲအထိဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိပြီးတော့လက်နက်ချညံခံတဲ့စစ်သား3ဦးကိုအရှင်ဖမ်းမိကဓနုပြည်သူလွတ်မြောက်ရေးတပ်တော် DPRA ဘက်ကလည်းထိခိုက်ကြဆုံးမှုတွေရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲမဖြစ်ပွားမီအချိန်ကလည်းအကြမ်းစစ်ကောင်စီတပ်ကကြောက်ခုတိုက်နယ်ကြေးရွာအနီးတစ်ဝိုက်မှာရှိတဲ့ကြေးရွာများအတွင်းကိုလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်ခြင်းနဲ့ လေရင်နဲ့ဘုံကျဲချင်းများကိုမကြာခဏပြုတ်လုခဲ့တယ်လို့သိရပါဗါတယ်။တောင်ခန်းချေးရွာများမှာလည်းမဟာမိတ် TNL နဲ့ DBL တပ်များရှိရာနေရာများကိုအကြမ်းဖက်စစ်တပ်ဘက်ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခတ်နေမှုကြောင့်ယနေ့အချိန်ထိကိုတိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါဗါ။ဇန်နဝါရီလကနေ April အထိဓနုပြည်သူလွတ်မြောက်ရေးတပ်တော် DBL နဲ့စစ်ကောင်စီတပ်တို့ဂျားမာတိုက်ပွဲဖြစ်ပွားမှုစုစုပေါင်း68ကြိမ်အထိရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာစိုင်းကယ်စီးလာတဲ့အမျိုးသမီးတအုပ်ကိုအိမ်စည်းကားနဲ့အုပ်စုဖွဲ့ပြီးတော့လူရက်တဲ့သူတွေကချင်းချောက်လူရက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လမ်းမကြီးရဲ့ဘေးလမ်းကိုစိုင်းကယ်မောင်းပြီးတော့ဝင်လာတဲ့အမျိုးသမီးတအုပ်ကိုအေပီလာ22ရက်နေ့နေ့လယ်ပိုင်းမှာအုပ်စုဖွဲ့ပြီးတော့လူရက်သွားခြင်းဖြစ်တယ်လို့သိရပါဗျ။အနောက်ရောင်အိမ်စည်းကားနဲ့မောင်းနေလာတဲ့သူတွေက ဆိုင်ကယ်ကိုပိတ်ရပြီးတော့ဓာတ်နဲ့ခုံးမဲ့ပုံစံမျိုးနဲ့ချင်းချောက်ကဖုန်းနဲ့ဆိုင်ကယ်ကိုယူဆောင်သွားခဲ့တယ်လို့သိရပါဗါးဒါကြောင့်ဆိုင်ကယ်ဆီလာတဲ့အမျိုးသမီးဟာခြေချင်းပြန်သွားရတာကိုတွေ့ရပါတယ်ဘူးဆယ်မျိုးဟာတရုတ်နိုင်ငံနဲ့နယ်စပ်အဓိကကုန်သွယ်ရေးမျိုးဖြစ်တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာပြီးခဲ့တဲ့2023ခုနှစ်အော်တိုဘာလ28ရက်နေ့ကစတင်ခဲ့တဲ့1027ဆက်စင်ရေးအတွင်းမှာမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲကတိုက်ခိုက်ရန်ပြင်ဆင်နေတဲ့အချိန်တရုတ်ရဲ့ဂျောင်းဝင်ညှိနှိုင်းမှုနဲ့အပြစ်ခတ်စာချုပ်လက်မှတ်ရေးထိုးခဲ့ရတယ်လို့သိရပါတယ်။ အပြစ်ခတ်ရက်စဲရင်လက်မှတ်မထိုးခင်ဘူဆယ်မြို့ကိုမတိုက်ခတ်ရသေးတော့လေဘူဆယ်အနီးတရား၅မိုင်ကုန်းသွယ်ရေးဆောင်ကိုမဟာမိတ်ညီနောင်များကတင်းယူခဲ့တယ်လို့သိရပါဗျ။ဘူဆယ်မြို့ဘော်ကိုစစ်ကောင်စီကဆက်လက်ထိန်းချုပ်ထားတယ်လို့သိရပါဗျ။စစ်ကောင်စီဟာဘူဆယ်မြို့မှာတရားဥပဒေစိုးမိုး၍မဆောင်ရွက်နိုင်တော့ပဲနဲ့လူရမှုများပြန်ပေးဆွဲမှုများမကြာခဏဖြစ်ပေါ်နေတယ်လို့ဒေသခံများကတိုင်ကြားထားပါဗျ။ပြီးခဲ့တဲ့ဇန်နဝါရီလကဘူဆယ်မြို့ဘော်ကအမျိုးသမီးတအူးလူရတက်ဖြတ်အလောင်းဖြောက်ဖြတ်ခံခဲ့ရတယ်လို့သိရပါဗျ။အသက်၂၀ခန့် အမျိုးသမီးတအူးဟာဇန်နဝါရီလ9ရက်နေ့ကနေအိမ်ကနေထွက်ခွာသွားပြီးတော့ပျောက်ဆုံးသွားတဲ့အတွက်လိုက်လံရှာဖွေတဲ့အချိန်မှာဇန်နဝါရီလ17ရက်နေ့မှာဘူဆယ်မြို့ဝင်းစီကရက်စက်ရုံရဲ့အနောက်ဘက်မှာရုပ်အလောင်းကိုတွေ့ရှိခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူးတိုင်းရန်ကုန်ပြည်လမ်းမိုက်မှာတိုက်ပွဲပြင်းထန်နေပြီးတော့အချမ်းမဆက်တက်ကလေရင်နဲ့ ်ရုံးမအဆက်မှာရှိတဲ့ခြေရွာများကိုဇက်တိုက်ဘုံကျဲပြစ်ခတ်နေပြီးတော့မင်းလာမျိုးပေါ်မှာလည်းစစ်တပ်ကခံစစ်ပြင်ဆင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ22ရက်နေ့မနက်10:00နာရီကျော်ကစတင်ပြီးတော့မင်းလာမျိုးနယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲစတင်ပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးသူတွေများပြားခဲ့ပြီးတော့စစ်သားအလောင်းများနဲ့ဒဏ်ရာရတဲ့စစ်သားများကိုမင်းလာစေယုံကိုပို့ဆောင်နေတယ်လို့သိရပါတယ်။မင်းလာစေယုံမှာလည်းပြည်ပလူနာများကိုဆက်လက်ပြီးတော့လက်ခံခြင်းမရှိတော့ဘဲဒဏ်ရာရတဲ့စစ်သား ားများကိုသာစေကူတရရလှုပ်ဆောင်နေကြတယ်လို့သိရပါဗါတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာအကြမ်းမဆက်တက်ကမင်းလာမြို့နယ်အပိုင်းဘကိုးရုံမှာအဆက်မရှိတဲ့ခြေရွာများကိုလေရင်နဲ့ဇက်တိုက်ဘုံကျဲပစ်ခတ်နေပြီးတော့ရဟယင်များနဲ့ဇက်တိုက်ပြန်ဝဲနေခြင်းကြောင့်ပြည်သူများထိခိုက်မှုအခြေအနေနဲ့ပျက်စီးမှုအခြေအနေများကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်ဒါအပြင်အကြမ်းမဆက်တက်ဟာလက်ရှိအချိန်မှာမင်းလာမြို့ထဲမှာခံစစ်ပြင်ဆင်နေပြီးတော့ PDF တပ်ဖွဲ့များမြို့ကိုလာရောက်တိုက်ခိုက်မှာကိုစိုးရိမ်နေကြတယ်လို့သိရပါတယ် မင်းလာမျိုးရဲစခန်းရဲ့အရှိမှလဲစစ်တပ်ကပိတ်ချလိုက်ပြီးတော့ရဲစခန်းရဲ့ခေါင်းမိုးပေါ်မှာမကြမ်းတနတ်များထောက်ပြီးတော့အသည့်နေရာယူထားကြတယ်လို့သိရပါဗါတိုက်ပွဲကရန်ကုန်ပြည်လမ်းပိုင်းမှာဖြစ်တာပါစစ်ခွေးတွေတော်တော်အထိနာသွားတယ်အသေးပြောက်လည်းများတယ်ဒဏ်ရာရတာလည်းများတယ် မင်းလာဆေးရုံမှာဆိုစူညံနေတာပဲဒဏ်ရာရတဲ့စိတ်ခွဲတွေဇက်တိုက်လိုလိုကိုရောက်လာတာအလောင်းတွေလည်းအများကြီးပဲဆေးရုံမှာလူပြစ်နေလို့တောင်မှပြည်ဘက်ကပါလွှဲပေးနေရတယ်လို့သိရတယ်မင်းလာမြို့ထဲမှာစိတ်ခွဲတွေကခံစစ်ပြင်ဆင်နေပြီးတော့ PDF တွေလာတိုက်မယ်ဆိုတဲ့သတင်းတွေကပြန့်နေတော့စိတ်ခွဲတွေကမြို့ထဲမှာပွက်လောကိုရိုက်နေတာပဲမြို့အဝင်ထွက်တွေကိုလည်းပိတ်ဆို့ထားတာသူတို့ရှိတဲ့နေရာတွေကိုဘယ်သူ့ကိုမှဖြတ်တန်းခွင့်မပေးတော့ဘူးရုံးမှာအဆက်ကိုလည်းလေကြောင်းတိုက်ခတ်မှုကဇက်တိုက်ကိုလှုပ်ဆောင်နေတာလို့ဒေတာတွင်းသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့2352 255တပ်ရင်းတွေက စစ်ဗိုလ်တန်းတပ်သားတဲ့၃ဦးဟာအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 20ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့253 254 255တရင်ကစစ်ဗိုလ်တန်းတပ်သားတဲ့၃ဦးဟာလက်နက်ခဲယမ်းများယူဆောင်လာခြင်းမရှိပဲတောင်းဆက်အောင် LBDF အဖွဲ့ထမ်းမှလက်နက်မဲ့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်လာတဲ့စစ်ဗိုလ်တန်းတပ်သားတဲ့၃ဦးဟာအကြမ်းဖက်စစ်တပ်ရဲ့အတိအမှလူသစ်စုဆောင်ခံရသူများဖြစ်ပြီးတော့သခိုင်းနဲ့နေပြည်တော်တို့ကပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေဖြစ်တယ်လို့သိရပါတယ်။အလားတူပဲ ကိုင်းတိုင်းခန်းနီမြို့နယ်မှာလည်းအကြမ်းစစ်ကောင်စီတပ်သားတဦးဟာတနက်တလက်နဲ့လက်နက်ခဲများကိုယူဆောင်လာပြီးတော့ခန်းနီမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ထမ်းမှအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ဧပြီလ22ရက်နေ့မှာခန်းနီမြို့နယ်မှာအကြမ်းစစ်ကောင်စီတပ်သားတဦးကတနက်တလက်နဲ့ခဲများကိုယူဆောင်လာပြီးတော့ခန်းနီမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ခန်းနီခဲအထုတက်ခွဲနဲ့နာဂပြည်သူ့ကာကွယ်တပ် NPDF ပူးပေါင်းမဟာမိတ်အဖွဲ့ထမ်းမှာလက်နက်အပြည့်စုံနဲ့အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်ကိုဂုံပြုစုငွေများချင်းမြင်ပြီးတော့လွတ်မြောက်နယ်မြေတနေရာကိုပို့ဆောင်ထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ 阿姐吧，塞奥娜先生的手机来我家里嘞，阿明送六秒，哪家这子？喵。